မင်္ဂလာပါရှင်ဒီနေ့မှာတော့အာကျမတို့ငငယ်ရပါတော့အာလူကြီးတွေအဖိုးအဖွားတွေပြောပြခဲ့ဘူးတယ်တမိုင်းဝင်နေအများကြီးရှိရပါတော့ကျမတို့ရွာမှာအဲ့အများကြီးရှိတဲ့နေရာတွေထဲမှာမနေရာလေးတစ်ခုကိုတော်ပြမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုဘလို့နေရာလေးဖြစ်မလဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုရင်တော့အခုဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားကြအောင်အခုကတော့အဲ့ဒီတမိုင်းဝင်တဲ့နေရာလေးတစ်နေရာကိုသွားတဲ့လမ်းလေးပဲဖြစ်ပါတယ် အဲ့တမိုင်းဝင်နေရာလေးတနေရာကိုသွားမဲ့လမ်းလေးကတော့ဒီလိုမျိုးလေးပေါ့နော်သူကရွာထဲမှာရှိတာမဟုတ်ဘူးねတော်ထဲကိုသွားပြီးတော့มาတော်ထဲမှာရှိရနေရာလေးပဲဖြစ်ပါတယ်ဆိုတော့အခုသွားနေတာကတော့ဒါအဲ့ဒီသွားနေတဲ့မြင်းကြီးလမ်းလေးပေါ့နော်အဲတော်ထဲမှာရှိတဲ့တွတ်တာကြောင့်မလို့လူတော့နည်းနည်းပြတ်တယ်ပေါ့နော်ဟိုအရှိမမြင်နေရတဲ့မုတ်ဦးလေးကတော့ကျမတို့သွားတဲ့တမိုင်းဝင်မုတ်ဆိုးမကူလို့အမိရတဲ့နေရာလေးတနေရာပဲဖြစ်ပါတယ်အရင်ကကျမတို့ငငယ်ရဆိုလို့ရှိရင်တော့ဒီနေရာလေးကအာ တောထဲမှာရှိပြီးတော့တောကျုပ်အုံကြားရဲ့အရန်ကိုတောကြပြီးတော့မှလူသူအရောက်ပေါမရှိဘူးပေါ့နော်ပြီးရင်ဒီလိုနဲ့ကဒီလိုမုတ်ဦးတွေဒီလိုအုတ်တိုင်းတွေဆိုတာလည်းမရှိဘူးပေါ့နော်အဲအခုနောက်ပိုင်းမှသာလည်းတက္ကဒကမားတွေပေါ်လာပြီးတော့မှဒီမုတ်ဆိုမကူကိုပြန်ပြီးတော့မှပြန်လဲပြုပြင်မွမ်းမံပြီးတော့ပြန်လဲတီထားပြီးတော့မှရှေ့မှချေဟောင်းတမိုင်းဝင်ဖြစ်တဲ့အတွက်အကြောင်းမလို့အဲထိမ့်သိမ့်နာတာပေါ့နော်ရှေ့ဟောင်းတမိုင်းဝင်အမူနှစ်တွေကိုထိမ့်သိမ့်ပြီးတော့မှ အာပြန်လေတိဆောက်ထားတာပေါ့နော်အခုဆိုရင်တော့ဖရာနှစ်ဆင်ဖရာပွဲလဲကျင်းပတယ်အရင်ကလည်းစီကားတယ်ပေါ့နော်တာယာလဲတာယာတယ်အေဂျင့်လဲအေဂျင့်နဲ့တိတ်လဲတိတ်ဆိတ်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့အခုမြင်ရတော့မဟုတ်ဘူးပေါ့နော်အဲအခုဆိုလို့ရှိရင်တော့မဟုတ်ဘူးတရားနေပြီးဝင်ပြီးဒီမိတ်ဆွေမကူရှိမဲ့နေရဒီတော့ဝိုက်ပေါ့နော်ဒီနားမှာဖရာကြီးလဲတည်ထားတယ်ဟိုးမှမြင်ရတဲ့ဖရာဆိုရင်နဝရက်ကိုတွေ့ဖရာပေါ့နော်အဲ့မှာဆိုလို့ရှိရင်နဝရက်ကိုတွေ့ဖရာကြီးမြင်တွေ့ရမှာဖြစ်ပါတယ် ့နာခမူးနီနီလေးရတော့အဲ့ဒါမုဆုမကူကိုမိုးထားတဲ့နေရာလေးပေါ့နော်အရင်အဆင်ရင်ဒီနေရာကြီးရလေးချုံနေပိတ်ပောင်းနေထုပြီးတော့မှအရန်ကိုလူပြတ်ပြီးတော့မှတုံကောင်မသွားကြဘူးပေါ့နော်ကျမတို့တွေဆိုရင်ကလေးတွေဆိုလို့ရှိရင်လူကြီးတွေကမလွတ်ကြဘူးပေါ့နော်အရန်တော်ထုတယ်ဒါကြောင့်မလို့လဲမသွားကြဘူးပေါ့နော်မမီတလောက်ဆိုရင်ကျမတို့ကငငယ်လေးတွေကနေပြီးတော့အခုချိန်ကြီးဆိုရင်တစ်ခေါက်လားမသိဘူးဒါပဲရောက်ဖို့တယ်ပေါ့နော် ဒါကတော့မုဆမကူပတ်ဝန်းကျင်ကမြညာလေးပေါ့နော်အရင်တိတ်ဆိတ်တယ်ပြီလားအရင်လည်းပါရအခုမြင်နေရတာတော့ဒါမုဆမကူပေါ့နော်ရှေ့ဟောင်းတမိုင်းဝင်မုဆမကူကြီးပဲဖြစ်ပါတယ်ဒီမုဆမကူကြီးကိုဒါကြောင့်မုဆမကူလို့ပြောရလဲဆိုလို့ရှင်အဲသူ့မှာလည်းတမိုင်းရဆိုဝင်နေရှိရပေါ့နော်ငငယ်တုန်းကကျမတို့ငငယ်ရဆိုရင်အဖွားတွေဖိုးတွေလူကြီးတွေကပြောပြဘူးတော့ဒီဟာကိုဒါကြောင့်မုဆမကူလို့ခေါ်တင်တာလဲဒါကြောင့်မုဆမကူကမုဆမကူကိုဆောက်ထားတာလဲ မုတ်ဆုံမကူကဘယ်လိုပုံစံဖြစ်လာတာလဲသိပါဘူးတော့အာနောက်ဗီဒီယိုလေးတစ်ခုမှပြန်လည်ရှင်းပြမယ်ပေါ့နော်သိရှင်းနေသလိုရှင်းတော့ comment မှာရေးပေးခဲ့ကြပါတော့အခုမြင်နေရတာတော့ဒါမုတ်ဆုံမကူအပေါက်ကိုဝင်နေနေရပါတော့အထဲထဲဒီတော့ဝင်ရင်မပြတော့ဘူးဘာလို့လဲဆိုတော့အထဲထဲမှာရမ်းမှောင်ပြီးတော့ကြောက်စရာကောင်းတယ်ပေါ့နော်သွားတာလည်းမင်းကလေးတွေဆိုတော့မဝင်ရဘူးလေဒါကြောင့်မလို့အပြင်ကနေပြီးတော့ပဲလိုက်ပြလိုက်တာပဲဖြစ်ပါတယ်အားလုံးပဲတငယ်ချင်းတို့လည်းကျမတို့ရွာရဲ့ဖြစ်အောင်သမိုင်းဝင်နေရာကြီးတော်တော်များများကိုသိရှင်းနေဆိုရင်တော့ကျမတို့ မရဲ့ဗီဒီယိုလေးကိုအဲ like and follow လေးလုပ်ထားလို့ရတယ်ပေါ့နော်ဒါအခုမြင်နေရတာတော့ဒါဆိုမကူရဲ့အာအဝင်ထွက်ပေါက်တွေပေါ့နော်ဒါဟိုးတော့မအဝင်ထွက်ပေါက်တွေဆိုတော့ဟိုးနှစ်ပေါင်များစွာနှစ်ပေါင်ကြာချီတိဆောက်ထားတဲ့နေရာတွေဆိုတော့အခုဆိုရင်တော့နည်းနည်းပါးပါးပြည့်စည်ယိုယွင်းနေပြီပေါ့နော် အတွင်းထဲမှာတော့ကျမတို့ငငယ်ရသွားတာတော့အုတ်ကလက်ထိုင်နေကြောက်ကလက်ထိုင်နေရှိရလို့ပြောတယ်ဒီဟာကြီးကလေဒါဂုံုံကြောက်တယ်နဲ့သူတို့တိဆောက်ထားတာပေါ့နော်ဒီမုတ်ဆုံမကူရဲ့ဒီနားမှာလည်းရေမြင်းလေးနှစ်တွင်းလည်းရှိရပေါ့နော်ဒီသမိုင်းလေးအားလုံးတော့နောက်ဗီဒီယိုလေးတစ်ခုနဲ့ပဲရှင်းပြတော့မယ်ပေါ့နော်ဗီဒီယိုရမ်းရှိသွားမှကြောက်လို့ဒီဗီဒီယိုတော့မှအခုတော့တော်လေးရှိနေပြီပေါ့နော်အဲအခုမြင်တဲ့ရနေရတာတော့ဒါကျမတို့ရွာရဲ့မုတ်ဆုံမကူပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ ြန်လာတော့မယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးပေးပါမယ်သိရှင်တော့ comment လေးရေးပေးခဲ့ကြပါနောက်ဗီဒီယိုမှာဒီခုအကြောင်းကိုရှင်းပြမှာပဲဖြစ်ပါတယ်တတ်တာ